မြန်မာပြည်သူများတပွားဘေးအနီးရဲ့ကြုံနေရတဲ့အချိန်မှာစစ်ကောင်စီတပ်ကမိဘပြည်သူများကိုဂူညီပေးမဲ့အစားပြည်သူလူထုတွေကိုဘုံကျဲတက်ခိုက်မှုတွေပြုလုပ်နေပါတယ်။တအားပြည်သက်မှနစ်နယ်မြေနှုံချုံမြွနယ်ကြောက်ကြိုင်းရွာမှာစစ်ကောင်စီတပ်က drone နဲ့ပေါင်150ဘုံနဲ့ကြဲချတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုထဲမှာလူနေအိမ်၃လုံးနဲ့စာရင်ကျောင်း၂ကျောင်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ မလ28ရက်နေ့မွန်းလွဲတနအိအချိန်မှာရီတာစကေခုနှစ်ဒသမခုနှစ်ပြအားရှိငလင်လှုပ်ခတ်မှုတပြိုင်နက်စစ်ကောင်စီတပ်ကလည်းဘုံကျဲတက်ခိုက်မှုတွေပြုလုပ်နေပါတယ်။မလ30ရက်နေ့တော့လည်း drone အုံပြုပြီးတော့120မမဘုံတီးတွေနဲ့လာရောက်ကျဲချတက်ခိုက်ခဲ့ပါတယ်။မလ26ရက်နေ့တော့လည်းနောင်ချိုမြို့နယ်အုံမခါကြီးရွာရွှေညောင်ပင်နဲ့30ရွာတွေကိုလေကြောင်းနဲ့ပုံကျဲတက်ခိုက်ခဲ့ပါတယ်။အဲ့ဒီထဲမှာအရက်သားပြည်သူလေးဦးတေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ငလင်လွတ်ခဲ့ပြီးတဲ့နောက်နိုင်ငံတော်အစ်စ်ဝန်နေချင်းအထက်မှနေရဖြင့်တက်မှတ်ကြတဲ့စစ်ကောင်စီတပ်ကအရသားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်နေပါတယ်။မိဘပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရအတွက်စစ်ရေးတရအမျက်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရအတွက်ကာကွယ်ရေးဆိုင်ရာနီလာမြလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းတိုက်တွန်းလို့ဆိုအပ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။